ါပြန်လည်ကြိုဆိုပါရစေ။ကျွန်တော်တို့ဒီခဏေတော့ Great English Unit 9ရဲ့ Comprehension ABC ရဲ့ 9B Vocabulary ရဲ့ကိုအတူတူလေ့လာကြည့်ကြအောင်။ Comprehension Which paragraph A to G best answers each question 1 to 7 below? အောက်မှာပေးထားတဲ့တက်ကနေခွန်အထိမေးခွန်းအသီးသီးကတဲ့သူ့ရဲ့အဖြေတွေက A to G A နဲ့ G ထိဘယ် paragraph ထဲမှာအကောင်းဆုံးဖြေရှိတာလဲတဲ့ အဲ့တော့ကြည့်ကြအောင်1 what causes climate change climate change ရာသီဥတုပြောင်းလဲခြင်းကိုဘာတွေကဖြစ်စေတာလဲတဲ့ဟုတ်ကဲ့ရာသီဥတုပြောင်းလဲခြင်းကိုဖြစ်စေတာကတော့ကျွန်တော်တို့ကဒီ fossil fuels ရုပ်ကျွမ်းလောင်စာတွေကိုမတရားမိရှုခြင်းကနေဖြစ်စေတာကြောင့်မို့သူ့အတွက်အဖြေကတော့ paragraph D ထဲမှာရှိတာပေါ့အဲ့တော့ paragraph D 2 can climate change be prevented ရာသီဥတုပြောင်းလဲမှုကိုကာကွယ်နိုင်သလားတဲ့ ရာသီဥတုကိုပြောင်းလဲမှုကာကွယ်နေသလားဆိုတဲ့မေးခွန်းနဲ့ပတ်သက်ပြီးတော့မှတုတဲ့အဖြေကတော့ perfect g ထဲမှာရှိတာပေါ့နော်ရာသီဥတုပြောင်းလဲခြင်းကိုကာကွယ်ဖို့အတွက်ဆိုရင်အောက်ပါအောက်ပါတွေလိုပါမယ်ပေါ့နော် so paragraph g ထဲမှာရှိတာကြောင့်မို့ paragraph g what is climate change ရာသီဥတုပြောင်းလဲခြင်းဆိုတာပါလဲတဲ့ဒါကတော့အားလုံးသိပါတယ် first paragraph မှာပဲပါတာ climate and change ဖြစ်တယ်အဲ့တော့ paragraph a ထဲမှာရှိနေတာပါ for what happens when the temperature rises အပူချိန်မြင့်မားလာရင်ဘာတွေဖြစ်လာမလဲတဲ့အဲ့တော့အပူချိန်မြင့်မားလာရင်ဘာဖြစ်လာမလဲဆိုရင်အပူချိန်မြင့်မားလာရင်တော့ဆက်ဆက်ပြီးတော့မှသမှုတရားရဲ့ပူချိန်တွေမြင့်မားလာမယ်ကျူစရက်လက်အနေနဲ့ရေခဲတွေရေပြိုလာမယ်စိုက်တိပြပေါ့နော်တုတ္တဖြေက paragraph f ထဲမှာပါတာအဲ့တော့ dear saris paragraph f ဖြစ်ပါတယ်5 how do greenhouse gases function function ဆိုဒီနေရာမှာ work ပဲပေါ့နော်အလုပ်လုပ်သည် greenhouse gases ကဘယ်လိုလုပ်တာလဲတဲ့ greenhouse gases တွေကကျွန်တော်တို့ရဲ့ ကဘာကြီးကိုစောင့်တထက်နေနဲ့လွမ်းခြုံပြီးတော့မှအများနဲ့နှွင်းညောင်ထားပေးတာသူ့အတွက်ဖြေက paragraph B ထဲမှာရှိတာပါအဲ့တော့အဖြေက paragraph B why are trees important အပင်တွေကဘာကြောင့်မို့အရေးကြီးတာလဲအပင်တွေကဘာကြောင့်မို့အရေးကြီးတာလဲဆိုရင်အပင်တွေကလေထဲကကာဗွန်ဒိုင်ဆိုက်ကိုတုံးပြီးတော့မှအစာချစ်တယ်အဲ့လိုနီးနဲ့ကာဗွန်ဒိုင်ဆိုက် level ကိုအာထိန်းသိမ်းထားပေးတာပေါ့နော်သူ့အတွက်ဖြေက paragraph E ထဲမှာရှိတာကြောင့်မို့အဖြေက paragraph E ဖြစ်ပါတယ်ဟုတ်ကဲ့ နောက်ဆုံးတစ်ခုက what is the current saturation of the earth ကမ္ဘာကြီးရဲ့လက်ရှိအခြေအနေကဘာလဲတဲ့ကမ္ဘာကြီးရဲ့လက်ရှိအခြေအနေကတော့ဒါ today climatologists agree that ဆိုတော့ carbon dioxide levels တွေကမြင့်တက်နေတယ် greenhouse gases တွေရဲ့ level ကလည်းမြင့်တက်နေတယ်ရက်လက်အနေနဲ့ကမ္ဘာကြီးရဲ့ပူချိန်တည်သမုဒ္ဒရာတွေကုန်မီတဲ့ပူချိန်ကလည်းတနည်းတခြားမြင့်တက်လာနေတယ်တဲ့အဲ့အတွက်ဖြေက paragraph C ထဲမှာရှိတာပါအဲ့တော့ paragraph C ဖြစ်ပါတယ်။ဟုတ်ကဲ့လွယ်ပါတယ်ဆင်ပြေကြမယ်ထင်ပါတယ်ကျွန်တော်တို့စစ်ကြည့်ကြအောင်။ B each blank fill each blank with an appropriate phrase or clause တဲ့လျော်တဲ့စကားစုတို့မဟုတ်ဝါကြပိုင်းတစ်ပိုင်းနဲ့ဖြစ်ပေးပါတဲ့။အဲ့တော့ phrase ဆိုတာကတော့ a group of work ကိုပြောတာစကားလုံးနှလုံးသုံးလုံးစုထားရင်ဒါ phrase ပဲ။ clause ကတော့ subject ပါမယ် verb ပါမယ်သူတို့ညာလဲအတိတ်မှာပြည့်စုံသေးတဲ့အဲဝါကြပိုင်းကို clause လို့ခေါ်တာပေါ့နော်။အဲ့တော့ clause ဖြစ်ဖြစ် phrase ဖြစ်ဖြစ်ထည့်ပေးပါတဲ့တလုံးလေးတော့ဖြစ်မှာမဟုတ်ဘူးပေါ့နော်စကားစုတွေဒါမှမဟုတ်ကြပိုင်းနေဖြစ်လိမ့်မယ် one global warming means the art blah 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 global warming ကဘာကြီးပုံတွေးလာမှုဆိုတာဒီတဲ့အတိတ်ဝရပါလေတဲ့ကဘာကြီးကဘာဖြစ်လာတာလဲအဲ့တော့သူ့တဲ့ဖြေကိုတွားကြည့်ကြအောင် global warming means ဒီနေရာမှာ this phenomenon or happening is called global warming ဆိုတော့သူ့သူ့ရဲ့ဘာဖြစ်စင်လဲဆိုတော့ our earth is getting warmer and warmer from year to year ဖြစ်တယ်အဲ့တော့အဖြေကတော့ဒီကျွန်တော်တို့တဖြည်းဖြည်းနဲ့ကဘာကြီးကပုံလွှဲလာခြင်းကိုဆိုလိုတာပေါ့နော်အဲ့တော့ our earth is getting warmer and warmer ကိုဖြေရမှာပါအဲ့တော့အဖြေက our earth ဒီမှာ the earth ပါတာပြီးလာဖြစ်တဲ့အတွက် is getting warmer and warmer လဲထည့်လို့ရပါတယ် from year to year လို့ဖြစ်လိုက်ပါပြီ Two, living things are able to live because blah 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 blanket the earth and have kept it constantly warm. ဒီနေ့မှာ blanket ဆိုတာကနောင်မဟုတ်ဘူး verb ဖြစ်ပါတယ် to cover something completely with a thick layer တခုခုကိုနော်ထူထဲတဲ့အလွာကြီးနဲ့နော်လွှမ်းခြုံထားတယ်ဖုံးထားတယ်ဆိုတော့ဒီနေ့မှာ verb ဖြစ်တယ်အဲကျွန်တော်က subject လို့တာပေါ့အဲအဲတချစ်တချစ်နေထိုင်နိုင်ဖို့အတွက်တဲ့ကွက်လက်ကကျွန်တော်တို့ရဲ့ကဘာကြီးကိုအမြဲတမ်းနှွေးနေအောင် ကဘာကြီးကိုဖုံးထားပေးရဆိုတော့ဘာကဖုံးထားပေးရလဲဆိုရင် Oh yes you already know that greenhouse gases ဖြစ်ပါတယ်အဲ့တော့အဖြေက greenhouse gases ပါအဲ့တော့ in the atmosphere ဆိုတော့ option နဲ့ပေါ့နော်ထည့်ရတော့ပို့ကောင်းပါတယ်3 the temperature of the atmosphere as ocean and land masses have risen because carbon dioxide levels in the atmosphere blah 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 ကမ္ဘာလီရူရဲ့အပူချိန်တမုတ်တရားရဲ့အပူချိန်ကိုမီဒီရဲ့အပူချိန်ကမြင့်တက်လာတာတဲ့ဘာကြောင့်လဲဆိုတော့လီရူတွေကကမ္ဘာအောက်ဆက် level ကဘာဖြစ်လာတာကြောင့်မို့လဲ yes ဒါလည်းတည့်ရကြီးပါပါတယ်လီရူတွေကကမ္ဘာအောက်ဆက် level က half gradually rising တဖြည်းဖြည်းမှန်မှန်မြင့်တက်လာနေလို့ပါအဲ့တော့အဖြေက half gradually rising for the energy we need to run cars trains ships and planes comes from blah 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 လင်းရင်နေတင်မောတွေယထားတွေကိုကားတွေကိုမောင်းနှင်ဖို့အတွက်ကျွန်တော်တို့လိုအပ်တော့ energy ကတဲ့ comes from bubble block နေလာတာပါတဲ့အဲ့တော့ဘယ်နေလာတာလဲကျွန်တော်တို့ကားတွေဘာတွေမောင်းနှင်ဖို့ဆိုရင်လိုအပ်တဲ့ energy ကိုရဖို့ burning fossil fuels ရုပ်ကျွမ်းလောင်စာတွေကိုမရှိကြရတာအဲ့တော့ရုပ်ကျွမ်းလောင်စာတွေကိုမရှိခြင်းကနေရတာပေါ့နော် so the answer is burning fossil fuels ဖြစ်ပါတယ်ဟုတ်ကဲ့အဆင်ပြေပါပါစစ်ကြည့်ကြမယ်5 an increase in soil erosion can lead to မြေဆူလာပြုံးတိမှုတွေမြင့်တက်လာတာနဲ့အများရတယ်မြေဆူလာပြုံးတိမှုတွေဟာ can lead to ဖြစ်စေတယ်ဘာတွေကိုဖြစ်စေမှာလဲ blah 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 မြေဆူလာပြုံးတိမှုတွေက leads to loss of vegetation ကိုဖြစ်စေမှာပေါ့နော်အဲ့တော့အဖြေက loss of vegetation ဖြစ်တယ် yes loss of vegetation six severe changes in the climatic pattern are caused by blah 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 and the south pacific ocean ပြင်းထန်တဲ့ရာသီဥတုတွေအပြင်းထန်ပြောင်းလဲခြင်းဆူဆူဝါးဝါးပြောင်းလဲခြင်းကိုတဲ့ဒီတောင်တမုတ်နေရာတွေကတောင်ပစိဖစ်တမုတ်နေရာတွေကကွက်လက်တွေကြောင့်ဖြစ်စီတာတဲ့အဲ့ဒါတောင်ပစိဖစ်တမုတ်နေရာတွေက the el nino and la nina ကြောင့်ဖြစ်စီတာပေါ့နော်အနောက်က warm and cold currents respectively ကတော့ option နဲ့ဖြစ်ပါတယ်ထည့်ခြင်းနဲ့ထည့်ပါအဲ့တော့အဖြေက el nino and la nina 7 which we use solar power wind power and thermal power to blah 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 ကွလပ်ဖို့တွေတဲ့ကျွန်တော်တို့အပူဆွမ်းအနေလေဆွမ်းအနေနေဆွမ်းအနေကိုအသုံးပြုတင်တယ်တဲ့ဘာလို့ဖို့တွေလဲဆိုရင်ကျွန်တော်တို့က yes to reduce emission of carbon outside ဖြစ်တယ်လူတွေက carbon outside တွေလူတွေကို carbon outside တွေထုတ်လွှတ်ခြင်းကိုလျှော့ချဖို့အတွက်ပေါ့နော်အဲ့ဒီလိုကျွန်တော်တို့ကအဲ thermal power wind power solar power တွေကိုအသုံးပြုတင်တာပါအဲ့တော့အဖြေက reduce emission of carbon outside ပါဟုတ်ကဲ့အဆင်ပြေမှတ်ထင်ပါတယ်ကျွန်တော်တို့မေးခွန်းကိုစစ်ကြည့်ကြအောင် Answer the following questions in complete sentences ပြည်ပြည်စုံစုံဖြည့်ပေးပါရစေ1 What does it and lines refer to နိုင်နံပါတ်ဆက်မှာပါတဲ့ it ကတဲ့ညွှန်းဆိုတာဘာကိုညွှန်းဆိုတာလဲတဲ့တွားကြည့်ကြအောင်နိုင်နံပါတ်ဆက်မှာပါတဲ့ it ကဘာကိုညွှန်းဆိုချင်တာလဲဆိုတော့ it refers to ဖြစ်လို့ဒီ it ကကျွန်တော်တို့သိတဲ့အတိုင်းဒီ climate ကိုညွှန်းချင်တာဖြစ်တယ်အဲ့တော့အဖြေက climate ပေါ့ So it and lines refers to climate 2 what do climatologists study မူလဝတ္တပညာရှင်တွေကဘာတွေကိုလေ့လာတာလဲတဲ့မူလဝတ္တပညာရှင်တွေလေ့လာတာကတော့ general weather conditions ကိုလေ့လာတာပေါ့နော်အဲ့တော့အဖြေက climatologists study general weather conditions 3 why is the earth's atmosphere compared to a blanket ကမ္ဘာလေတုကိုစောင့်တထယ်နဲ့ဘာကြောင့်မို့နိုင်ရှင်ရတာလဲတဲ့အဲ့တော့စောင့်တထယ်အနေနဲ့ဘာလို့နိုင်ရှင်တာလဲဆိုတော့ကျွန်တော်တို့ကမ္ဘာကြီးကိုအများအားနှွေးနေအောင်တည်ရှိနေနေထိုင်နိုင်ဖို့အတွက် အများတန်းတွင်းနေအောင်ထားပြီးလို့ပေါ့နော်အဲ့တော့အနည်းငယ်လေး modify လုပ်မှဖြေလိုက်ပါမယ်ဟုတ်ကဲ့ဖြေကော the earth atmosphere is compacted a blanket because ကျွန်တော် the earth atmosphere ကို subject verb ဖြစ်အောင်မှာကြောင့်မို့ it pronoun သုံးပေးမယ်ပြီးတော့မှ keeps the earth constantly warm enough for living things to be able to live လို့ပြလိုက်မယ်ကျွန်တော်ကြားထဲက for over 4 billion years ကိုတော့ဖြုတ်ထားခဲ့ပါတယ်ဟုတ်ကဲ့အဆင်ပြေပါပါ number 4 what happens when the level of ground gases rises ဖလုံအိမ်တန်းငွေတွေရဲ့ level တွေမြင့်တက်လာရင်လည်းဘာဖြစ်သွားမလဲတဲ့ဟုတ်ကဲ့ဖလုံတန်းငွေတွေ level မြင့်တက်လာမယ်ဆိုရင်ရက်လက်အနေနဲ့ the temperature of the atmosphere is oceans and land mass is increasing day by day ဖြစ်တော့မှာပေါ့နော်ဟုတ်ကဲ့အဲ့တော့အဖြေကဟုတ်ကဲ့နေ့ကတိခံပေးပါဦး at all. When the level of ground gases rises, the temperature of the Earth's atmosphere, its oceans and land masses increase. Okay, so Five. What does is in line 22 refer to? Line number 22 ma bare is ka bao nyun so da le de ji che aung. 22မှာပါတဲ့ is ကဘာကိုညွှန်ဆိုချင်တာလဲဆိုရင် is oceans and land masses ၎င်းရဲ့သမုဒ္ဒရာနဲ့ကုမြေတွေဆိုတော့ဒါကကဘာကြီးရဲ့လို့ညွှန်ရင်တာပေါ့နော်အဲ့တော့ of the earth လို့ဖြေလဲရတယ်လို့ the earth post office လို့ဖြေလဲရပါတယ်ကျွန်တော်ကတော့ option အနေနဲ့ဂွန်းတွင်းမှာထည့်ပေးလိုက်ပါတယ် is in line 22 refers to the earth says what does winch line 31 refer to line number 31မှာပါတဲ့ winch ကဘာကိုညွှန်ဆိုတာလဲတဲ့ဒီ winch က there is soil erosion မီဇိုလာပြုံးတင်းမှုတွေရှိတယ်။အဲမီဇိုလာပြုံးတင်းမှုတွေကလို့ပြောချင်တာဖြစ်တဲ့ wedge တွေ swing erosion ကိုပြောချင်တာပါ။အဲ့တော့အဖြေက wedge align 31 refers to swing erosion ဖြစ်ပါတယ်။ 7What are the El Niño and La Niña? El Niño နဲ့ La Niña ဆိုတာဘာတွေလဲတဲ့။ဒါ El Niño နဲ့ La Niña ကတော့ warm and cold currents respectively of the South Pacific Ocean ဖြစ်ပါတယ်။အဲ့တော့အဖြေက The El Nino and La Nina are warm and cold currents respectively of the South Pacific Ocean. Number eight, what should we do to prevent the rise in the in the Earth's atmosphere or to stop it completely? ကမ္ဘာလေတုရဲ့အပူချိန်မြင့်တက်လာခြင်းကိုကာကွယ်ဖို့ဒါမှမဟုတ်လုံးဝရပ်တန့်သွားဖို့ကျွန်တော်တို့တွေဘာလို့တင်တယ်လဲတဲ့အဲ့တော့အဖြေကတော့တရားကြီးပါပါတယ်ကျွန်တော်တို့တွေဘာလို့တင်လဲဆိုတော့ we should do our utmost ပေါ့နော်ဘာလို့တင်လဲဆိုရင် stop using fossil fuels, plant more trees, do our utmost to keep our planet in our our planet art green and clean ပေါ့စာချစ်တည်ပြပေါ့နော်ဟုတ်ကဲ့ပါအဖြေက we should stop using fossil fuels plant more trees and do our utmost to prevent the rise in the temperature or to stop it completely လို့ဖြစ်လိုက်ပါတယ်ဟုတ်ကဲ့နောက်ဆုံးတစ်ခုက what will you do မင်းဘာလုပ်မလဲတဲ့ to have prevent climate change ရည်ရွယ်ပြောင်းလဲခြင်းကိုကာကွယ်ကာကွယ်ဖို့ နော်ကာဝယ်ကူညီရာဒီဥတုပြောင်းလဲခြင်းကိုတဲ့ကူညီကာဝယ်ဖို့မင်းဘာလုပ်မလဲတဲ့ဟုတ်ကဲ့ my super answer is our plumotries are utilizing solar power wind power etc to help prevent climate change လို့ပြောလိုက်ပါတယ်အကောင်းဆုံးဖြေတော့ဖြစ်မယ်မဟုတ်ဘူးတို့တော့ညာလဲစင်ပြင်းမယ်လို့မျိုးလင်ပါတယ်စစ်ကြည့်ကြအောင် name vocabulary expressions related to climate change climate change နဲ့ဆက်ဆက်နေတော့ဒီ expression တွေပေါ့နော် အဲ့တော့ကြည့်ကြည့်အောင်ခလန်ထုံးမှုထဲမှာသူကဒီအကြောင်းအရာလေးတွေပြထားတယ် burning fossil fuels ကြောက်ကြလန်လာတွေကိုမီးရှို့ခြင်းလောင်ကျွမ်းခြင်း cutting down trees အပင်တွေကိုခုတ်လဲခြင်း stop using fossil fuels ကြောက်ကြလန်စာတွေတုံ့ပြုခြင်းကိုရပ်တန့်ခြင်း floods ရေကြီးရေချမ်းခြင်း glaciers and sea ice melt ရေကြီးမြစ်တွေပင်လယ်ထဲကရေခဲရေပြိုခြင်း storms မုန်တိုင်းများ loss of property and life အတိတ်အဝင်စီးစင်နေဆုံးရှုံးခြင်း loss of vegetation သဘောပေါက်ပင်နေဆုံးရှုံးခြင်း occurrence of el nino and la nina la nina နဲ့ el nino နဲ့ la nina ရေစီးကြောင်းရေနေစီးကြောင်းတွေဖြစ်ပေါ်ခြင်း plenty more trees အပင်တွေပိုရမစိုက်ခြင်း reducing emission of carbon dioxide carbon dioxide တန်ငွေထုတ်လွှတ်ခြင်းကိုလျှော့ချခြင်း soil erosion မြေကျူလာပြုံးတီးခြင်း emission of carbon dioxide ကော်ပိုနန့်အောက်ဆိုက်ဓာတ်ဝင်များထုတ်လို့ခြင်း weather pattern change ရာသီဥတုပုံ severely severely ရာသီဥတုပုံစံတွေပြင်းထန်နောက်ဆုံးသဘောကပြောင်းလဲသွားခြင်း utilize solar power wind power etc လေဆိုင်ရင်နေဆိုင်ရင်တော့ကိုအကျိုးရှိရှိသုံးချခြင်းနဲ့သူကဒီကြောင်းအရေးချက်လက်ဒီ expression တွေပေးထားတဲ့ပုံတော့ကျွန်တော်တို့ကဘာလို့ရမှာလဲဆိုရင်သူရဲ့အောက်ကဒီကျွန်တော်တို့ဒီ climate change ကိုဖြစ်ပေါ်စေတဲ့ causes တွေခုနကကျွန်တော်အပေါ်မှာလေ့လာခဲ့တဲ့ expression တွေက causes ကဘာတွေလဲ ီ causes အကြောင်းရင်းတွေကဘာတွေလဲအဲအကြောင်းရင်းတွေ climate change ကိုဖြစ်စေတဲ့အကြောင်းရင်းတွေဒီ climate change ဖြစ်လိုက်လို့ဖြစ်လာမဲ့ effects အကျိုးဆက်ရလဒ်တွေဒီ climate change ကိုကာကွယ်ဖို့အတွက်နည်းလမ်းတွေကိုကျွန်တော်တို့ကအဆင်ပြေတဲ့ column မျိုးမှာ box ထဲမှာထည့်ပေးရမှာပေါ့နော်အဲ့တော့ဒီမှာကျွန်တော်ကတော့ဒီခုနကလုံးက expression တွေကိုလည်းပြပြခဲ့ပြီးပြီးကြောင်းမို့ဒါကိုတလုံးချင်းပြပြမနေတော့ဘူးအဲဒီအပေါ်က expression ကိုကြည့်ပြီးဆိုရင်ဒီ exercise ကိုလုပ်တတ်မယ်ထင်ပါတယ်မျိုးလင့်ပါတယ်စစ်ကြည့်ကြရအောင်အဲ့တော့ causes တွေကဘာတွေလဲဆိုရင် uh, burning fossil fuels, cutting down trees, emission of carbon dioxide, occurrence of El Nino and La Nina ဒါကတော့ဒီ climate change ကိုဖြစ်စေတဲ့အကြောင်းရင်းတွေပေါ့နော်သူရဲ့ကြိုးစိတ်ရလက်တွေကဘာဖြစ်မလဲဆိုရင်ဒီ climate change ဖြစ်ပြီဆိုတာနဲ့ရေကြီးချမ်းမှုတွေဒီရေရေပြောတာတွေမုန်တိုင်းတွေအတေဝင်စီစဉ်ဆုံးရှုံးတာတွေသဘောပေါက်ပင်ဆုံးရှုံးတာတွေမြေစီလောပြုံးတိမှုတွေ ဒီရည်သေးတို့ပုံစံတွေပြည်ထောင်ပြောင်းလဲခြင်းတွေဖြစ်မှာပဲเนาะဒါကတော့ climate change ရဲ့ effects တွေပါဟုတ်ကဲ့ကာကွယ်ဖို့အတွက်ကကျွန်တော်တို့ကဘာတွေလုပ်အောင်မလဲဆိုရင် ways to prevent it reducing emission of carbon dioxide carbon dioxide ကိုဝင်ထုတ်လုပ်ခြင်းကိုချိုးချခြင်း planting more trees အပင်တွေပိုပြီးတော့မှစိုက်ခြင်းဖြစ်ပါတယ်ဟုတ်ကဲ့ဒါဆိုရင်စပြည့်မဲ့ထင်ပါတယ်စံပြည်ဒီများကိုလည်းကျွန်တော်ရဲ့ comment box မှာဝင်ရောက်မှတ်ချက်ပေးလို့ရပါတယ်ကျွန်တော်ရဲ့ဗီဒီယိုလေးကိုဆုံးဖြတ်ကြည့်ပေးလို့ကြီးစုတင်ပါတယ်ကျွန်တော်တို့နောက်ဗီဒီယိုမှာပြန်လည်ဆုံတွေ့ကြရအောင်ပါ အမှန်မကြီးရင်ကျွန်တော်ရဲ့ channel လေးကို subscribe လုပ်ပေးခဲ့ဖို့တောင်းဆိုပါရစေ။ Bye bye ။